မင်းနဆန်ခွန်နီချီဝါဒီနေ့မှာတော့အခြေခံပညာဒါနရဲ့အပိုင်း20ပေါ့နော်ဒီအခြေခံပညာပညာဒါနရဲ့နောက်ဆုံးအပိုင်းလေးကိုဆက်လက်တင်ကြားသွားမှာဖြစ်ပါတယ်ဒီအခြေခံပညာဒါနရဲ့အပိုင်း20မှာဆိုရင်တော့ခတာခနာ words တွေကိုလေ့လာမှာဖြစ်ပါတယ်အဲဆိုရင်တော့အခုပဲဆက်လိုက်ကြအောင်ထပ်မဆုံးအနေနဲ့ခတာခနာတွေကို အာဘယ်ချိန်မှာတုံးလဲဆိုတာနည်းနည်းလေးပြန်ပြီးတော့ပြောပါမယ်ပဒါခဏကြီးကနိုင်ငံခြားမွေးစားထားတဲ့စကလုံးလေးမွေးစားစကလုံးလေးမှာအသုံးပြုရဲအဲဆိုတော့အစပြီးတော့ကြည့်မယ်ပေါ့နော်ပထမဆုံးပထမဆုံးအနေနဲ့ပဒါခဏနဲ့ရေးတာကတော့ဒီနိုင်ငံမျိုးအရင်ပြောရမယ်ဆိုရင်ပထမဆုံးအနေနဲ့ဒီမြန်မာနိုင်ငံကိုခတာခဏနဲ့ဘလို့ရေးပြီးတော့ဘလို့အတန်းထွက်လဲဆိုရယ် voice တွေကိုအရင်ဆုံးတင်ပေးမယ်နော်မြန်မာအရင်ဆုံး ပြမယ်ဒါကြတော့သူကဒီ words တွေအကြတော့သူကဒီလိုမျိုးပေါ့နော်ကြီးလိုက်တာနဲ့ဒါဘာ words လဲဘာစကားလုံးလဲဘာတိပ္ပယ်လဲဆိုတာတန်းသိရင်ရည်ပေါ့နော်ခဏခဏတခုချင်းစီမှတ်နေကြရောမလိုပါဘူးဆိုတော့ဒါဆိုရင် me နော် me ဒီဒါပါလေးပဲကြီးနိုင်နေရမှာပေါ့နော်ဒါလေးကပါရရဆိုတော့မအမိရဲ့ရရဲ့ပေါ့နော်ညာ kali ya. Hmm, Rino. Dahlia on. Huh? On. What are we doing? Dahlia. Ma. No? Ma so in. Ma ya suro. Mia on e pao no. Nye. Daga ma. Nye ma. ညမဒါပေမဲ့နောက်ကနေပြီးတော့မှလိုလေးပေါ့နော်ဒီဟာလေးကအတန်ရှည်ဆွဲတင်နေတာလေးရှိလိုက်တဲ့အခါမှာညမဆိုပြီးဖြစ်သွားတယ်။ညမညမညမကပါလေ။ပါညမကတော့အာအလုံးသိကြတဲ့အတိုင်းအာမြန်မာနိုင်ငံကိုပြောရဖြစ်ပါတယ်။ မြန်မာဆိုတော့မြန်မာနိုင်ငံပေါ့နော်โอเคတရေးလေးရမ်းမြန်မာနိုင်ငံဒါမြန်မာနော်မြန်မာပြည်ပြည်ဆိုရင်တော့တက်လုံးသွားပါမယ်တကယ်ကစုစုပေါအလုံး20ကိုတက်ပြီးမှဖြစ်ပါရဲ့နောက်တော့လောကတော့နောက်ထပ်နိုင်ငံနေပဲသွားမှာပေါ့နော်နိုင်ငံနေသွားရဲ့အခါမှာအာနောက်ထပ်နိုင်ငံကတော့ထိုင်းနိုင်ငံဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုလည်းသူကဒီခဏခဏနဲ့ပဲညီရပါတော့။သူကြဘလို့တန်ထွက်လဲဆိုရင်ပထမဆုံးနေနဲ့ Llévame. Talía. Talía, um, talía y. Tae y eva, ¿no? Tae. 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 Ah, ya tae na gen, ¿no? Tae, tae na gen. Tae, tae na gen. ¿No? Tipe, tipe, me. Ah, tu apare. Tae na gen. ထားနိုင်တယ်။ကဲနောက်တစ်လုံးသွားမယ်။နောက်တစ်လုံးကပါလေ။နောက်တစ်လုံးကရေချောနေနော်ဘာလဲမတင်သေးဘူးနဲ့ခဏရအောင်တော့ပါမယ်ခဏရဆိုသူကဟင်းဟာခဏရဆိုခောက်ပေါ့နော်ကနေဒါကနေဒါဆိုမဲ့သူအအတန်ထွက်လေးကခဏရလို့တော့တိုက်ရိုက်မထောက်ပေါ့နော်ပမာဆုံးနေနဲ့ကြည့်မယ်တခါလေးပေါ့နော်ဒါလေးကခဒါလေးက နဒါလေးကတအဲ့တောက်မှာအပေါ်ကနေတန်တန်လေးတင်လိုက်တော့ဒါခနာဒါခနာဒါခနာဒါဆိုရကကနေဒါနိုင်ခင်ဟုတ်ပါတယ်အဲ့ဆိုတော့နိုင်ငံနဲ့မှာဆိုရင်ဒါလေးကအာမြန်မာကမြန်မာနိုင်ငံအာမြန်မာမြန်မာနိုင်ငံတိုင်းထိုင်းနိုင်ငံခနာဒါ ကနေဒါလို့ရိုက်တယ်မနော်ကနေဒါမနော်ဒီဆိုအဲဟုတ်ပြီအဲဆိုရင်တော့အခုခုနကပြောခဲ့ရတော့နိုင်ငံနေပေါ့နော်နိုင်ငံနေအကြောင်းပြောပြီးသားဆိုတော့နောက်ထပ်အရာဝတ္ထုပစ္စည်းရဲ့အကြောင်းကိုဆက်လက်ပြောမှာပေါ့နော်ဒီခတခဏနဲ့ရေနိုင်ငံနေကိုအခုဒီ အာနောက်ဆုံးအပိုင်း20မှာတော့3လုံးပဲတင်ထားသေးတယ်။ဒါပေမဲ့ဒီတကယ်တမ်းပေါ့နော်အပြင်မှာတော့အများကြီးပဲရှိတာပေါ့နော်။သူတို့ကနိုင်ငံတွေလည်းအများကြီးပဲအင်ဒိုနီးရှားနိုင်ငံတို့အာနောက်တစ်ခါပြောပြရမယ်။ရှိသေးတယ်ပေါ့နော်။အင်ဒိုနီးရှားနိုင်ငံဆိုလည်းသူကခတာခဏနဲ့ရရတာပဲပေါ့နော်။ဟုတ်ပြီလား။အမနော်ရပြီဆိုရင်နောက်တစ်ခုသွားလိုက်ရအောင်နောက်တစ်ခုကကြတော့အရာဝတ္ထုရေပေါ့နော်အရာဝတ္ထုလို့ပြောရတဲ့နေရာတွေလို့ပြောရလဲမှန်တယ် အဲ့ဒါကိုဖြတ်လိုက်တော့မနော်နေရတယ်လို့ပြောရလဲမှန်တယ်ဒီရာဝတ္ထုအဲပြောရင်လဲမှန်တယ်ပေါ့နော်ဆိုပထမဆုံးအနေနဲ့ကတော့အာဒီပေါ့အဲ့ဂျိုကောင်တာပေါ့နော်ကိုဟိုမှာအဲဒီကိုကဟိုတယ်တစ်ခုသွားပြီးဆိုရင်ကိုအရှိမအဲ့ဂျိုရယ်ဆိုဘယ်လိုပြောရမလဲဆိုအဲ reservation ကိုတက်ပြီးမှာပေါ့နော်ခုနက3ပြော4ပေါ့နော် မကြတဏီရောင်လေးနဲ့ပြောင်းရပြီမနော်ပိုပိုဒီမှာကျတော့ဘယ်လိုပြောမလဲဆိုရင်သူကဒါအဲဒီမှာတော့ဒီခတာခနာ word ဆိုပေမဲ့ဒီမှာတခါရဲတီအောင်ပေါ့နော်သူကဣယကနာလေးနဲ့ဣယဖြစ်တဲ့အတွက်ဣယကနာလေးကိုလည်းသင်ပေးပါပါဘာလို့လဲဆိုတော့ဒီစကလုံးကဒီစကလုံးနီးဟာရီရပုံတော့ n5 level မှာဆိုရင်အရင်အရေးကြီးအောင်လို့ business မှာရရစေချင်လို့ပါ ဒါလေးကโอเคสุเคဒါလေးကခတာခဏနေရီယာနော်နော်နောက်တစ်လုံးကခတာဆိုဒါလေးကဟိယာခဏနေရီယာခတာခဏနေရီယာကိုထပ်ပြီးတော့တင်ပြမယ်เนาะဒါလေးကโอเคสุเคโอเคสุเคဆိုတော့အဲ့ဂျိုကောင်တာဖြစ်ပါတယ်နံပါတ်5ကိုကြည့်ရအောင်နံပါတ်5ကကြာရတော့ခါအာဒီ toilet ပေါ့နော် toilet ကို toilet ကတက် toilet ကကြာနှစ်မျိုးပြောလို့ရတယ်အဲအဆုံးတစ်ခုကဒါလေးက to ဘာလေးကဣဘာလေးကရဲတွိရဲတွိရဲတွိရဲတိုင်းလာပါအဲ့လိုပဲအဲ့လိုခဏခဏနဲ့ရေလို့ရတယ်လို့ဣရကဏနဲ့ကိုပြန်နော်ဣရကဏနဲ့ရေးမယ်ဆိုရင်ဘာလေးကဥ့ Ok. Ờ, ok. Vậy. Ontario Ontario mà nó gọi là gì ạ? Ý nó Thế rồi Ontario 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 rồi đấy Các lại bé Nó Chị ạ Các đăng này gì đó Đăng này là tôi Rẻ uh, đấy Các lại bố nó tôi rẻ Ờ Ấn tá bố nó Tại vì nó chắc có Điều điểm là gió cộng đại bố nó Cộng đại အဲဟုတ်ပြီ contact ကိုဘယ်လိုဘယ်လိုအတန်ထောက်လဲဆိုဥပမာပုံမှန်ကြည့်ရမယ်နော်ဒါလေးကတဲ့အဲဒီအခါဒီပါမတဲ့တဲ့နောက်ခါအပေါ်ကနေလူလေးနှချောင်းလေးထည့်နိုင်ရင်ဒဲဒါလေးကဟာမလူလေးတင်လိုက်တော့ပအတန်ရှည်ဆွဲပါတော့ သက်ရှိဆွဲရဲ့လက္ခဏာတွေနဲ့ဆိုရင်တဖာပါလီယတုတဖာတုတဖာတုတဖာတုအဲ့ဒါကတော့ဗာလဲဆိုရင်သူကကုံတိုက်ကိုပြောချင်တာဖြစ်ပါတယ်ညမနော်ဘီအဲ့ဒီဆိုရင်တော့ခုကြီးရအောင်နော်တော့ခုကတော့ဒီအနေအားလေးပဲဆက်သွားပါအောင်မနော်နံပါတ်7နံပါတ်7ကအဲသူကဒီ night ဒီမှာဆိုရင်သူက လို့ပြီးပေါ့နော် LOBB ပါလို့ပြီးအဲ့ဟာလေးကိုပြမယ်သူကကြဒီမှာချက်ဘယ်လိုဖတ်လဲဆိုရင်သူက ruby လို့ဖတ်ပါရဲ့ဒါလေးက root p ruby 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 ဆိုတော့ lobby ကိုပြောချင်တာဖြစ်ပါတယ်ဒါမှမဟုတ်အဲ့ဒါဆိုဒါလေးကိုဖြတ်လိုက်တော့မယ် อ๋อโอเคนอกนอกตะลงต่อไปปะเนาะนอกตะลงอ่ะจะไปเลยส่วนยินเอ่อดีโอเคเนาะอ๋อนอกตะลงจะนอกถ้าอย่างนี้เนี่ยเปลี่ยนยีจะไปมั้ยอย่างคณะคณะပြန်โอเคအစိမ့်လေးနဲ့ရရမနော်အစိမ့်လေးနဲ့ညအောင်တို့ပါဆိုတော့နောက်တစ်ခုကကြတော့အခုဒီပစ္စည်းရေအိနေရာတွေပြီးတော့ရဆိုအခုတင်မှာကကြတော့လူမျိုးစုတွေပါလူမျိုးစုအလို၃၃၃ကို category အလိုက်တင်ပြီးသားပေါ့နော်ခုနက6ဆိုတော့ခုနက9ဆိုတော့အခု ရှစ်ပေါ့နော်ရှစ်ရှစ်ကကြာအရင်ဆုံးရှစ်ကိုအာဒီတချင်တချင်လူမျိုးကိုတင်မှာဖြစ်ပါတယ်ပထမဆုံးနေနဲ့ဒါလေးဆိုမယ်နော်ဒါလေးကခဟုတ်ကဲ့ခါနော်အင်းခါအပြည့်ဆိုရင်ခါပြီးပြီဆိုရင်ဒါလေးကပါလေးလဲစာလေးပါအောင်မယ်အာဟုတ်တယ်ချီချီအွန် ဘယ်လိုခုဒီမှာနော်တတိထားမိနေမယ်အရှိယခတ်တော့ခဏနိုင်ဖြစ်နေအောင်နော်တိချေဘာလို့အရှိယခတ်တော့ခဏနိုင်ဖြစ်ပြောနောက်ကဟိရကနာဖြတ်သွားလဲလို့မေးရင်ဒါအောင်နှစ်ပိုင်းပိုင်းပြောရှင်းပြပါမယ်အရှိကဒီဟာကျတော့သူကအဲကက်ချင်ဆိုရဲပေါ့နော်နာမည်ကိုပြောရဖြစ်ပါတယ် ကက်ချင်ကက်ချင်ဆိုရင်ဒီဂျပန်နိုင်ငံမှာကက်ချင်လူမျိုးစုဆိုတာမရှိဘူးလေမရှိဘူးဆိုတာသူနေရတော့ရှိရှိလိုက်ပဲသူတို့ရဲ့လူမျိုးတွေမှာကက်ချင်ဆိုပြီးတော့မရှိဘူးသူကမြန်မာနိုင်ငံကငွေစားစကလုံးပေါ့နော်ဒီဘက်ဇိုးကိုလာကြတော့သူကလူမျိုးလူမျိုးอ่ะကြတော့ဂျပန်နိုင်ငံမှာရှိတယ်မို့လားနော်ရှိရခါမှာသူတို့ကဘာနဲ့ရေးတဲ့ဆိုရင်ဟုတ်တယ်အဲပေါ့နော်ဟီရာကနာနဲ့ပဲအာရေးတယ်တဲ့ခါကျကက်ချင်ဆိုတာခတခနာ အာဒီဆိုခုဆိုတာသူတို့ဂျပန်နိုင်ငံလာရဲ့ဖြစ်တဲ့အတွက်ဟီရာကနာနဲ့ပဲရေးရပေါ့နော်နော်အဲ့ဒါမလို့ပါအလူရှင်ပြရပေါ့နော်အဲ့မနော်တချင်းဆိုခုတချင်းဆိုခုကဲမမကိုကြည့်မယ်ခုနရှင်းလိုက်တဲ့ခါကျနောက်တုံးကြည့်မရပေါ့နော်နောက်ခါကရကချင်းပြောကရလာမယ်ကဲကရဘယ်လိုရင်းမလဲဆိုရင်ဒါလေးက ရလက်ရှိဆိုတော့ရခရဆိုဟုတ်ခရဆိုခုဒီမှာဆုံးလဲဒီဟာကပါလဲဆိုရင်သူကအာခတာခနာဖြစ်ပြီးတော့ဒီနောက်ကဟာရကြတော့သူကအဟီရကနာ ဒီအကနာနဲ့ရေပေါ့နော်။သူကဘာလဲသူကဂျပန်နိုင်ငံကနေအာဆင်းသက်လာလို့ဖြစ်ပါတယ်။သူကဂျပန်မှာကိုရှိရဲအာဇက်ကလုံးပေါ့နော်။ဂျပန်ဇက်ကလုံးလို့ပြောလို့ရရဲ့။ဒီတခြားတွေကကြတော့တခြားတွေကမျိုးကိုနှကရတို့ကချင်းတို့ကကြတော့သူနိုင်ငံမှာမရှိဘူး။သူများနိုင်ငံကနေပြောမှမွေးစားထားရဖြစ်တဲ့အတွက်ခတာခဏနဲ့ရေးတာပဲဖြစ်ပါတယ်။ရှင်းမလားမသိဘူးနော်။ရှင်းလာမှာပါ။ဒါဒီမှာအဲဆိုကရပြီပြီကရကချင်းကရ။ cây gì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  mẹ cây gì mẹ cây gì giảm ấy cây gì cho mà giống này nè đó lý á thả rơi rơi đi bố hà lý mà bảo nó đó lý á thả ừ cái đó cây gì giảm vào nó thả ừ, mà bây giờ đá đi á red on နဲ့ပေါင်းတော့ ran karan so ku karan so ku အမှတ်တဆင်းနော် karan so ku ကဲအဲ့ဆိုရင်ဒါဆိုရင်တုံးလုံးညာရီပေါ့နော်ဒါဆိုရင်အခုလေဆိုရင်နံပါတ်30ထိအောင်ပြီးသွားပြီပေါ့နော်အာဘယ်နဲ့တော့ကြံသေးရဆိုနောက်ထပ်10လုံးပြီးရင်တော့ပြီးပါပြီဒီအလုံး20ဟာတေချာလေးကိုအာဒီတက်မရမဲ့စကလုံးလေးတွေပဲဖြစ်ပါတယ်ဟုတ်မလားရပြီဆိုရင်နောက်တစ်ခုသွားကြမယ် အာနောက်တစ်ခုကကျတော့ဒီမှာဆိုရင်ပစ္စည်းတွေเนาะပစ္စည်းတွေကိုအာတင်ပေးมาဖြစ်ပါတယ်ထမဆောင်အနေနဲ့ကတော့ TV ပေါ့เนาะ TV ကိုကြီးကြမယ်အရင်ပြန်လိုက်ပါဦးမယ်အဲ့လိုဒီမှာဆိုရင်တရားနဲ့တရားမတူရဲ့အတွက်နည်းမင်းမွေးရပါဘူးเนาะအမ်ပန်လေးရမယ်ဆိုတော့ထမဆောင်အနေနဲ့ကြီးကြမယ်တက်အာ TV နည်းနည်းပြန်ရအောင်ဖြစ်အဝါလေးနဲ့ပြန်ပြလိုက်တော့မယ်เนาะ จ้ามาจีบีโซยินทีวีเอทีวีบลูยิจ่ามาเดทีวีบาซอยินตูกาตาเลียเตตาเลีย